ဲဒီပိုင်းလေးကိုကြည့်ရှုနေကြတယ်နေနေရတင်ငွေချင်းတဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအကျွန်တော်ဒီပိုင်းလေးမှာပြောပြပေးချင်တာကျွန်တော်တို့ Adobe Premiere Pro နဲ့ပေါ့နော် Adobe Premiere Pro နဲ့ကျွန်တော်တို့ Karaoke စာတန်းထိုးတဲ့နည်းလမ်းလေးကိုဒီပိုင်းလေးမှာအသေးစိတ်ရှင်းပြပေးမှဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဗီဒီယိုတိကျနေတဲ့နေရာတွေကိုလေ့လာနေတဲ့ဟောဒီယာတင်ငွေချင်းမိတ်ဆွေတွေအတွက်ပေါ့နော်ကျွန်တော်တို့အရှိမ Visit တွေ့ရှင်းပြပြီးသွားပြီဗောနော်ဒီရဲ့ဥထင်အစားပြုတာ lesson นี้သင်ခန်းစာတွေလာတော့มาဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော် channel လေးကို subscribe လေးနှိပ်ထားပြီးတော့အဲသင်ခန်းစာတင်တာတွေကိုမိမိရှိတဲ့ရောက်မှုအတွက် subscribe လေးနှိပ်ထားခဲ့ဗောနော်အဲ့တော့ဒီဘက်လေးမှာဆိုရင်ကျွန်တော်တို့က karaoke စာတန်းဘယ်လိုထိုးမလဲဗောအဲဒါလေး deep profile မှာကကလန္နာနဲ့အသေးစိတ်ရှင်းပြပြီးမယ်ဗောနော်ဒါကြောင့်ဟိုကိုက beauty ဖြတ်တွေကိုလေးလာနေတယ် ဒီတချင်းကာလာဝေးစာတန်းထိုးတဲ့နီလန်လေးတွေကိုကိုကသိရှိခြင်းနဲ့ဆိုတော့ဒီဘန်လေးကိုအဆုံးထိကြည့်လိုက်ပေါ့နော်ဒီမှာကကနနာနဲ့လုံပုံလုံးနီရောသဘောတရားတွေရောအကုန်လုံးရှင်းပြလာတယ်အခုကျွန်တော်ရှင်းပြပြီးတယ်အဲဒီ premier ကဒီ premier ဒီ software ကြတော့2025 software ဖြစ်တယ်ဒါကြောင့်မလို့အရင် version တွေနဲ့တော့လည်းဟိုကိုကိုမှ version မတူဘူးเนาะနည်းနည်းလေးတော့လေးလာခက်တယ်ပေါ့နော်ဒါကြောင့်ဒီ Adobe Premiere ဒီဘီလိုဒီဖြတ်သင်ခန်းစာတွေကိုလေ့လာမယ်ဆိုရင်တော့ဒီ Adobe Premiere 2025 software တော့ကိုယ့်ရဲ့စက်တယ်မှာထည့်တာမှရမယ်ပေါ့နော်အဲဒီ software ကိုလေ့လာခြင်းနဲ့ဆိုရင်လည်း Bamis ညီပညာအဲ www.bamis.com ဆိုတဲ့ website မှာတွားရောက်လေ့လာနိုင်တယ် Okay ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်တို့စာရအောင်ပေါ့နော်အဲ့တော့အခုမြင်နေရတဲ့ဒီ project ဒီ panel ကြီးပေါ့နော် Adobe Premiere ရဲ့ WordPress ကြီးမှာဆိုရင်ကျွန်တော် project panel ကိုထောက်ပြီးတော့ဒါ video ထည့်မှရှင်းမှလည်းရှင်းပြပြီးပြီနော်နှစ်ချက်ထောက်လိုက် double click ထောက်လိုက်ပြီးရင်ကျွန်တော်တို့ အဲဗီဒီယိုတွေဘယ်နှမှာရှိလဲအဲကျွန်တော်တို့လုံးမဲ့ဗီဒီယိုနဲ့တခြင်းတွေကိုတွဲထားတယ်ပေါ့နော်ကဲဒီမှာတော့ဗီဒီယိုမတီးဖြတ်ပြတော့ဘူးတခြင်းစာလန်းထိုးထုတ်တာပဲပြမှာဖြစ်တဲ့အကြောင်းမို့လို့တေချာလေးကြည့်ပေါ့နော်စာလန်းထိုးတဲ့နေရာလေးပဲရှင်းပြပြီးမယ်ဟိုရဆိုကျွန်တော်တို့ဗီဒီယိုကိုဒီ timeline တွေကိုဆွဲထည့်လိုက်အဲဆွဲထည့်ပြီးတဲ့အခါကျလို့ရှိရင်တူကဗီဒီယိုမှာဆိုရင်အတန်ပါတယ်ဗီဒီယိုရုပ်ကပ်ပါအဲ့တော့တို့ကဘာလုပ်မယ်ဆိုရင်ဗီဒီယိုရဲ့ရုပ်ကပ်ကိုတို့က ကီးဘုတ်က order လေးကိုဖိပြီးတော့လက်ကလစ်ထားလိုက်ဒါတော့ရှေ့မှာသင်ခန်းစာတွေမှာလည်းလေ့လာပြီးသားဆိုတော့တည်ပြီးသားပေါ့နော်ကီးဘုတ်က order လေးဖိပြီးတော့ audio အတန်လေးကိုတစ်ချက်ထောက်ပြီး delete နိုင်လိုက်ဒါဆိုရင်အတန်ပြတ်သွားပြီရှေ့သင်ခန်းစာတွေကိုရမှအခု dvd file ကိုကိုလေးလာလို့ရမယ်နော် okay အဲ့ဆိုကျွန်တော်တို့မှာကိုထည့်မဲ့တခြင်းပေါ့နော်တခြင်းကိုဒီရဲဆွဲထည့်မယ်တိုင်းလိုင်းနဲ့ဆွဲထည့်မယ်အဲ့ဒီမှာနော်တခြင်းကကြတော့ အဲ့ဒါမှပူစုတခြင်းလေးအဲ့တော့တခြင်းကကျွန်တော်တို့ဗီဒီယိုရုပ်ကတ်ကိုမလိုချင်အတွက်ကြောင့်မို့လို့ order လေးကိုဖိပြီး keyboard က order လေးကိုဖိပြီးတော့ဗီဒီယိုဘက်ကိုလက်ကလစ်ထားလိုက်ဗီဒီယိုကိုတတိလောက်လိုက်ဖြတ်လိုက်ပြီးတခြင်းကိုဒီမှာဆွဲထည့်ထားလိုက်အဲ့ဒီမှာတခုပြောချင်တာကတော့ဗီဒီယိုကတော့တီးဖြတ်ထားပါတော့ဗီဒီယိုကတီးဖြတ်ထားတခြင်းပဲဆက်လန်းထိုးမှာပါတော့အဲ့ဒါလေးတွေလုံးဝလုံးနီးလေးရကြတော့ဆွဲကျင်းလိုက်တာဒါတွေကကြတော့ sheet အခြေခံသင်ခန်းစာဒီမှာအကောင်1နေ80ကိုကလေးလာထားပြီးတော့ဒါတွေ AC ပဲရလိမ့်မယ်နော် โอเคအဲ့ဆိုကျွန်တော်တို့စမယ်ပေါ့နော်ဒါလေးကိုဇွန်လေးကိုချိန်ပြီးတော့ကျွန်တော်တို့တချင်းကိုတချင်းကိုကိုထိုးမယ်နေရတချင်းနားထောင်အောင်မယ်နော်အဲနားထောင်မယ်ဆိုရင်နားထောင်ကြည့်မယ်ဒါလေးဖြတ်လိုက်ပါဦးမယ်နော်ဒါလေးဖြတ်အောင်မယ်โอเคနော်တချင်းနားထောင်ကြည့်မယ်နော် ချင်းဆလာအဲ့ဒီမှာရက်လိုက်တယ်ပလေးလေးပိတ်ပြီးတော့ရက်လိုက်တယ်ပြီးကျွန်တော်စာရန်တို့မှာဒါကတော့2025ဘာရှင်ဖြစ်လို့တော့ကြောင့်မလို့သူကဒီရတက်2မှာပါတယ်ဒီတက်2မှာရှိတယ်ဒီတက်ကိုကျွန်တော်တို့ကတိုက်2ကိုကျွန်တော်တစ်ချက်ထောက်လိုက်ထောက်ပြီးတော့ဒီမှာဘာလုပ်မယ်ဆိုရင်တစ်ချက်ထောက်ထောက်ပြီးတော့နေရောအဲ့အဲ့ဒီမှာတခုပြောချင်တာကကိုကဒီမှာ fog ကိုဘာ fog သုံးချင်တာလဲဟုတ်ရနော်အဲ့တော့ကြီးကြီးလိုက်မယ်ဒီမှာဆိုရင်ဘာ fog သုံးမလဲဆိုရင်အဲကိုက fog လှလေးသုံးပြီးမယ် ဟုတ်ပြီနော်ဇော်ဂျီ1ရှိတယ်ဇော်ဂျီ1ရတယ်ဇော်ဂျီ1နဲ့ fault တွေရတယ်အဲ့တော့သူ့ fault ကိုသုံးမှုတော့ကြာဒါလေးကိုနှစ်ချက်ထားလိုက်မယ်ပြီးပါကျွန်တော်တို့မှာ fault ကိုချိန်မယ်ဒီနေရာမှာချိန်မယ်ဒါ25ဘာရှင်းနော်ဒီတဒီဒီ timeline မှာဒီ tab layer လေးကိုနှစ်ချက်ထားလိုက်ပြီးရင်ဒီလိုမျိုးပေါ်လာပြီအဲအဲ့ဒီမှာဆိုကျွန်တော်တို့ကဘာကြီးပြောင်းပြရမယ်ဆိုရင်ဒီဟာဒီ ती ပုံစံလေးကိုတစ်ချက်ထားလိုက်အဲဒါဆိုဒီမှာကျွန်တော်တို့ကကိုယ်က fault ချိန်မှာ fault ချိန်မှုတော့ဒီမှာ fault ချိန်နေနေရဒီနေရာဒီမှာဒီမှာနော်အဲဒါလေးတစ်ချက်ထောက်ပြီးတော့ ကိုကကျွန်တော်ကတော့ W 56 foul လှကိုကျွန်တော်ကအလွတ်ရတယ်အဲ့ဒီ foul ကအဲ့တော့ဟိုရတငယ်ချင်းအတွက်လဲ foul လှတွေကို down ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ website မှာတက် down လို့ရတယ် foul လှတွေတော့ install လုပ်ထားရမယ်เนาะဒါမှမဟုတ်ကိုကစော်ဒီ1နဲ့ထိုးမယ်ဆိုလဲထိုးလို့ရတယ်ကိစ္စမရှိဘူးเนาะ W 56ကိုရွေးလိုက်တယ်အဲရွေးပြီးသွားတဲ့အခါမှာအဲ့ဒီဒါကိုကျွန်တော်တို့မလုပ်မယ်ဆိုရင်ဒီဟာကိုကျွန်တော်တို့ကမလုပ်မယ် W 56ကိုရွေးပြရမယ်အဲ W 56အဲဒါ foul လှ okay ရွေးလိုက်ပြီ ပြီးွားပြီပြီးရင်ဒါလေးကိုဘာလုပ်မလဲပိတ်လိုက်မယ်ခုစာဆက်လို့စာရေးမယ်ခုနကဘာလဲဆိုရင်တချင်းရဲ့စာသားကိုတော့ကိုကအပြင်ဘက်မှာလေးရေးထားလို့ရတယ်နော်ကျွန်တော်ဆိုဒီမှာနှုတ်လေးနဲ့ထုတ်ထားတယ်နှုတ်လေးနဲ့ထုတ်ထားတယ်တချင်းရဲ့တချင်းရဲ့စာသားကိုဗောနော်ထုတ်ထားပြီးတော့ရေးမယ်ကိုကီးဘုတ်ကီးဘုတ်လက်ကွက်တော့ရထားမှရမယ်နော်ကိုတိုင်းတီးတဲ့ကိုတိုင်းတီးတဲ့အတီးတချို့ တချို့တဝက်တချို့တဝက်နဲ့တချို့တဝက် okay ရပြီเนาะအဲ့တော့အဲ့ဒါလေးကိုကျွန်တော်နေရာရွှေ့မယ်ဒီညာလေးရွှေ့မယ်အဲဒီလေးရွှေ့မယ်ရမယ်နော်ဒါကြတော့ဆက်လုံးတစ်လုံးပေါ့နော်ကို့အကြီးသေးရတဲ့ကွက်ကိုချိန်လို့လည်းရတယ်နော်ကိုကြိုက်တယ်လို့ချိန်ပေါ့နော်ဒါပေမဲ့ချိန်ထားပြီးဒီကောင်ကိုပဲအတီးယူရမှာနော်ဒီဒီဒီကိုပထမဆုံးချိန်လိုက်တဲ့ဟာကိုပဲတီးယူရမှာ ဒါမှရအောင်โอเคအဲ့ဆိုသူကဒီစလုံးမှာသူဘယ်ထိကိုယ်တိုင်တိတဲ့အတိတချို့တူကနေဘယ်ထိလဲဆိုတော့ဦးနားထောင်ကြည့်ပဲဒီတချို့တွေနဲ့ဒီကြည့်ပဲဟုတ်ပြီနော်ဒါဆိုဒီ timeline လေးကိုဒီဟာနည်းနည်းချက်တာအောင်အဲဒီရှိအဲ့ဒါလေးကိုဆွဲပြီးကျင်လိုက်โอเคဒီမှာတခုပြောချင်တာကကျွန်တော်တို့ကကိုယ်တိုင်တိတဲ့အတိတချို့တဝက်နဲ့ဟုတ်ပြီနော်အဲအဲ့ဒီစာသားကိုစာတန်းထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့သိချလိုက်ကြည့်မယ်နော်စာတန်းထိုးဖို့အတွက်ကြောင့် ဘယ်လိုဆလုပ်ရမလဲဆိုလို့ရှိရင်ဒီမှာကိုကျွန်တော်ကဘာလုပ်ရမလဲဆိုဒီဒီ effect ကိုဒီ type type တူကို copy ကူးရမယ် copy ကူးမယ်နော်အဲ့တော့ keyboard က order လေးကိုဖြည့်ပြီးတော့ keyboard က order ကိုဖြည့်ထားရမယ်လက်ကလေးဘယ်လက်လေးနဲ့ keyboard က order လေးဖြည့်ပြီးတော့လက်ကလေးလေးလက်ကလေးထောက်ယူအပေါ်ဆွတ်တင်လိုက်အဲ့ဒါဆိုရင်လေယာပွားသွားတယ်လေယာပွားတဲ့နည်းကလည်းရှေ့သင်ခန်းစာတွေမှာအသေးစိတ်ရှင်းပြထားပြီးပါပြီပေါ့နော်အားလုံးရလိမ့်မယ်နော်အဲ့အဲ့ဆိုရင်ဗာတဲ့ type layer နှစ်ခု ဖြစ်သွားတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ကဒီ effect ထည့်ရတော့မယ်နားထောင်မယ်နော်စာတန်းထိုးဖို့အတွက်ဆိုရင်တော့ effect ထည့်ပြီးထိုးရပါအဲ့တော့ effect ကိုသွားမယ်သွားပြီးဒီနေရာမှာဒီနေရာမှာရေးရှာရမယ်တစ်ချက်ထောက်လိုက်လက်ကလစ်ထောက်ထောက်ပြီးပါရေးမယ်ဆိုရင်အဲ i in i am we are the impact impact effect ကကြတော့အောက်ဆုံးက impact တော့ video effect အောက်ရဲ့ impact မှာဖိပြီးတော့အောက်ကိုဆွဲချလိုက်အောက်လျာကိုဆွဲချအောက်စလုံးနော်ဖိပြီးဆွဲမောက်လေးနဲ့ဖိပြီးတော့အပေါ်ပစ်တင်လိုက် အဲဒါဆိုရပါပြီကဲအပေါ်ကိုဒီတဲ့အဖတ်ထည့်ရမယ်အပေါ်ဖတ်ထည့်မယ်ဆိုရင်ဘလို့ထည့်မယ်ဆိုဒါကိုပြန်ဖြတ်လိုက်ပြီးတော့အပေါ်ကကြတော့ဗာလဲဆိုရင် crop c r o p crop အလွတ်တော့ကြက်ထားရမယ်နော်အဲ့တော့အဲ့ crop လေးဖိပြီးတော့အပေါ်ကစလုံးတိုက်ကိုဖိပြီးဆွဲတင်လိုက်โอเคဒါဆိုရင်တော့ကျွန်တော်တို့ color sand တို့ကိုစလုံးတိုက်တွေကဘာလဲဆိုရင် effect တွေကျွန်တော်ထည့်ပြပါပြီဟုတ်ပြီเนาะ effect တွေထည့်ပြပါပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဲ effect တွေကိုကျွန်တော်လည်းပြင်ပြင်ပေးရမယ်เนาะ sand တို့ဘူးတော့ ဟုတ်ပြီအဲ့တော့ကြည့်မယ် effect ပြင်ဖို့တော့ effect ကွန်ထိုးသွားမယ်အဲဒီမှာဆိုရင် crop အဲ sudden တချင်းနားထောင်ကြည့်မယ်အဲဒါဆိုရင်တချင်းကအရင်လာတယ်စလုံးကအရင်ပေါ်မှာအဲ့တော့စလုံးရင်ပေါ်လို့စလုံးရှေ့ဆွဲလိုက်ဆွဲထားတာဒီလိုလေးဆွဲထုတ်တာလိုက်ဟုတ်နော်အမကြည့်မယ်အဲဒါဆိုရှေ့ဆွဲထုတ်တာအောင်ဆွဲထားအောင်နော်ဒါနားလိုက်မယ်နော်ဒါနားလိုက်မယ်နော်တချင်းမလာခင်ကိုစလုံးပေါ်ထားရမှာလေအမရသေးဘူး โอเคซွဲထုတ်ထားလိုက်โอเคနားထောင်ကြည့်မယ်ကိုရန်တီအကိုရန်တီဆိုဒီနားမှာနော်ကိုရန်ပြန်နားထောင်ကြည့်နော်တာနော်ဟုတ်တယ်နော်အဲ့ဒါနဲ့ကြော်သွားပြီပြီးမကြော်သေးနဲ့စပိဘာဟုတ်သုံးလေးရတယ်ကိုရန်တီโอเคအဲ့ဒါဒီနားနဲ့နောက်လေးဆုပ်လိုက်ဒီနားမှာအတန်အားနော်ဒီနားမှာဒီနားလေးနဲ့နောက်နောက်ဆုပ်လိုက်မယ်တေချာကြည့်တေချာကြည့်နော်တွတ်ကိုရန် ကိုတိုင်ဆိုတဲ့နေရာမှာရက်လိုက်အဲကိုတိုင်ဆိုတဲ့နေရာရဲ့အနောက်လေးကို indicator တန်းထားလိုက် indicator တန်းထားထားပြီးွားရင် indicator ထားပြီးွားရင်လက်ကိုနှိပ်ပြီးလိုက်ကြီးတက်မှတ်တယ်လို့ခေါ်တယ်လက်ကိုဒီအရုပ်ထုတ်ခဲ့ emotion လို့ခေါ်တယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်ကီးဝင်သွားပြီဟုတ်ပြီနော်နောက်ပြီးရင်ဒါဒါစလုံးမပြေးရသေးဘူးနော်အဲကိုတိုင်ဆိုတဲ့အနောက်ရဲ့စာသားရဲ့အတန်ရဲ့အနောက်မှာကြီးတက်မှတ်တယ်တက်မှတ်ပြီးတော့မှ 28th ကိုယ်တိုင်တီးတဲ့တီးတီးနားထောင်လိုက်ပြီးရင်ဒီမှာလက်ကဟာလီဒီဘက်ကိုဆွဲလိုက်အဲအဲ့လိုပြီးသွားတော့လားအတိအဲဟုတ်တော့နားနားလိုက်မယ်နော်ခုနကကျွန်တော်တို့ကကိုယ်တိုင်ဆိုတဲ့အတန်လေးရဲ့အတန်ကြတဲ့ဒီ time frame ရဲ့အနောက်လေးမှာကီးသတ်မှတ်ပြီးတော့ဟောမှာဟိုအတိတိဆွဲလိုက်နော်ပြီးသွားရင်နောက်ထပ်နားထောင်မယ်တချို့တွက်နေတချို့တွက်နေအဲတချို့တွက်နေဆိုရင်ဒါတချို့တွက်တွေကိုဆွဲလိုက်ပေါ့ Okay. ရမယ်เนาะအဲ့တော့ဒါလေးနည်းနည်းနောက်နည်းနည်းဆွဲထားလိုက်အောင်နည်းနည်းလေးဆွဲထားလိုက်အောင်အတိဖြစ်လို့မရအောင်เนาะအပြင်နာထားကြည့်မယ်ဟုတ်ပြီနော်ရမယ်နော်ရမယ်နော်တချို့အတွက် Okay အဲ့တော့ဒီမှာတစ်ခုပြောချင်တာဒါယူတဲ့ကလောက်ကြီးစာတန်းထိုးတာအဲ့ဒီမှာကျွန်တော်ကဒီကလာကိုစာတန်းထိုးတာက fog ကိုကျွန်တော်ကလာလေးဒီဇိုင်းလေးပြင်ချင်တယ်ပြင်လို့ရတယ်နော်ဒါအဖြူနဲ့အမဲကြီးပဲဟုတ်ပြီနော်အဲ့တော့ပြင်မယ်ဆိုဘယ်လိုပြင်မယ်ဆိုရင်ဒီအောက်က invert ထည့်ထားတဲ့ကျွန်တော်တိုက်အောက်တက်ကိုတစ်ချက်ထောက်သူတက်နှစ်ခုရှိတယ်နော်အပေါ်တက်နဲ့အောက်တက်နော်အောက်တက်ကိုထောက်ထောက်ပြီးတော့ကျွန်တော်ကတပည့်ကလေးထောက်လိုက်ဒါဆိုတက်ပေါက်ကြလာတယ်ဒီမှာကိုကြိုက်တဲ့ကာလာပြင်လို့ရတယ်တက်ပေါက်ကြလာတယ်ဆိုရင်ဘယ်ကောင်လဲဆိုရင်ကိုယ်တိုင်တိတိတိဆိုတဲ့ဒီကျွန်တော်ဒီစလုံးကိုပြင် invert effect ကိုမပြင်ရအောင်နော်စလုံးပြင်မှုစလုံးတက်ကိုတက်ကိုတစ်ချက်ထောက်ထောက်ပြီးရင်ဒီမှာမလုပ်မယ်ဆိုရင်အောက်လေးနည်းနည်းဆွဲချလိုက်ဆွဲချလိုက်ဒီမှာ free မှာပါရောင်ထားမယ်ကိုထားကျင်ထားလေဖေးမှာကျွန်တော်ကအပြာထားမယ်ဗျာ ပြထားလိုက်အပြထားဖို့အတွက်ဒီ app fail တစ်ချက်ထောက်တယ်ပြီးရင်ဒီမှာအပြဘောင်းတစ်ချက်ထောက်ထောက်ပြီးဆွဲလိုက်အယောင်ပြီးလိုက်ရမယ်နော်ဒါဆို fail ရအောင်မှတ်ပြီးသူ့ stone ကုတ်မယ် stone ဘာကောင်ကုတ်မယ်ထူအောင်ကုတ်မယ် stone အမှတ်ချက်ပေးရမယ်ပြီးရင်အထူအောင်ကုတ်မယ်အဲအဲ့လိုမျိုးဆိုရမယ်နော်အဲ့ဒါဆိုကျွန်တော်တို့နားထောင်ကြည့်လိုက်မြင်ခုနကအဖြူမယ်ခုကအဖြူမယ်မဟုတ်တော့ဘူးဘာလို့လဲအယောင်ပြောင်းသွားတယ်လား20 80ကျိုးတွင်အဲဒါနော် ခုနကအဖြူပါရိုးရိုးဖြူမလို့အဲအဲ့ဒီမှာတခုထက်လို့လို့ဘာရသည်ရသည်တဲ့အဲ့တော့ဒီရောက်တက်ကိုတစ်ချက်ထောက်ထောက်ပြီး impact ကိုသွား effect control သွား impact မှာကိုကြိုက်တဲ့ဒီနေရာမှာအောက်ကကောင်ကိုပဲပြင်ရမှာနော်ကာလာပြင်တာဒီမှာဒီတိုက်ဒုတိယအောက်တိုက်ကိုတစ်ချက်ထောက်ထောက်ပြီး effect control သွားသွားပြီးဒီနေရာမှာကိုကြိုက်တဲ့ကာလာ RGB လည်းရတယ် red လည်းရတယ်နောက်ပြောလို့ရှိရင် green လည်းရနောက်ပြီးပါလဲ blue လည်းရတယ်အဲတလားဟုတ်ပြီနော်ဒါဆိုရင်တကာလာက ဒီရဲ့ဒီအချိုးအတွက်နဲ့ဟုတ်ပြီနော်ကြိုက်တာပြင်လို့ရတယ်ဒါပေမဲ့ပြင်တဲ့ခါကျရင်တခုပဲအတည်ယူရမှာနော်ဒါဆိုလို့ရှိရင်ကိုနားမလဲဆိုရင်ထက်ခါထက်ခါကြည့်ပါဟောနော်ဒါကာဝီဆာလန်တို့ရဲ့အစလေးကိုရှင်းပြပေးနေတာဖြစ်တယ်ပေါ့နော်အားလုံးရလိုက်မယ်နော်ဒါကဲတောင်ရပါပြီဒါဆိုရင်နောက်ထပ်တဒံထပ်ထိုးမယ်ထိုးမယ်ဆိုလို့ရှိရင်ဒီမှာတို့ဒီစလုံးရဲ့ site တိုင်းကိုတို့ကယူရမှာဖြစ်အတွက်ကြောင့်မလို့ ထပ်ပြီးတော့ဒီတက်တူယူစရာမလိုတော့ဘူးဟုတ်တယ်မလိုဘဲနဲ့အောက်မှာဒီတက်ကိုတို့ရပါလို့မယ်အောက်ကတက်လေယာကိုတစ်ချက်ချောက်ကီးဘုတ်က order လေးကိုဖိပြီးတော့ဒီဘက်ကိုဆွဲထုတ်လိုက်ဟုတ်နော်အဲ့ဒီမှာတခုပြောချင်တာကဒီဟာကတော့စာတန်းကနောက်ထပ်ဟိုအလုံးမှာမဟုတ်ဘူးနော်ဒီမှာဆွဲထုတ်လိုက်ဆွဲထုတ်ပြီးဒီမှာဒီဘက်မှာနော်ဟုတ်နော်အဲ့ဒီဒီဒီတက်ကိုတို့က အောက်ကိုရွှေ့ရမှာဟုတ်ရနော်ဒီမှာတော့မူတူလေးပြန်ယူမယ်ဒီ deselection တူလေးယူပြီးတော့ဒီအောက်လေးကိုဒါလေးကိုထောက်ပြီးရွှေ့လိုက်ဒီဘက်လေးပြီးရွှေ့လိုက်ဘာကြောင့်လဲအောက်ကိုရွှေ့လိုက်တာအဲ့ဒီမှာတို့ကစာရေးရမယ်သချင်းစာဘာစာပြန်ရေးရမယ် data ကက copy ကူလိုက်တဲ့ဟာကိုဒီဘက်ကိုရွှေ့ပြီးတော့စာပြန်ပြောင်းမယ်ဟုတ်ပြီနားတော့ကြည့်မယ်မလုံလောက်တဲ့ဘဝတစ်ခုကိုမလုံလောက်တဲ့ဘဝတစ်ခုအဲ့အဲ့ဒီတော့မှဒီ tab type 2ကိုယူပြီးတော့ဒီမှာသူကစာပြောင်းမယ်ဒါ2025ဘာရှင်းနေနော်နည်းနည်းခက်တယ်မလုံလောက်တဲ့ မလုံလောက်တဲ့ဘဝမလုံလောက်တဲ့ဘဝတစ်ခုကိုโอเคကီးဘုတ်ဖိုက်တာပြအောင်လောက်ထားအောင်နော်အဲ့ဒါဆိုရပြီအဲ့ဒါဆိုဒီမှာက तू อ่ะဒီဘက်ကဟာကို copy ကူးလိုက်တဲ့အတွက်ကြောင့်ဒီဘက်ကိုရောက်လာတယ်ဟုတ်ပြီနော်ဒါဆိုရအလုံးရမယ်နော်အဲဒါမှဒီမှာသူ့ကိုလဲတို့ကပါလဲမလုံလောက်တဲ့ဘွားတစ်ခုကိုသူ့အပေါ်အပေါ်ဆုံးဆွဲတင်လိုက်ကွာအပေါ်လေးဆွဲတင်လိုက်ဘောဆွဲတင်လား ခုကိုဒီမှာတစ်ခုပြောချင်တာအခုကျွန်တော်တို့အခုထိုးနေတဲ့စာရန်ကဘာစာရန်လဲတချင်းရဲ့အစမှလာတဲ့စာရန်ဒါဆိုရင်တော့ဒီရှေ့ကဒီစလုံးရဲ့ပေါ်ထားတဲ့အတိုင်းကိုပဲသူ့ပေါ်ပေးရမှာဖြစ်ဒါကြောင့်မလို့ဒီဘက်ကိုဆွဲထုတ်လိုက်ပြီးဒီဆွဲထုတ်လိုက်နားလဲမင်းနော်ဘာကြောင့်လဲတချင်းရဲ့အစမှလာတဲ့စာရန်ဖြစ်အတွက်ကြောင့်မလို့သူတို့နှစ်ခုကပေါ်နေရမယ်တူတူရှင်တွဲပေါ်ရမယ် ါကြောင့်နော်โอเคရပြီအဲ့ဒါသိပြီနော်ဒီဘက်ဆွဲလိုက်ဆွဲပြလိုက်ဒီမှာနံပါတ်တို့ကစာတန်းထိုးပါဖြစ်တော့ကြောင့်မလို့ဘာလို့မဲတိုက်နှစ်ခုဖြစ်ဖို့အတွက်အပေါ်နောက်တစ်ခုထပ်ပွားမယ် order လေးကိုဖိပြီးတော့အပေါ်ကိုပွားလိုက်โอเคတိုက်တစ်ခုရပြီအောက်ကတော့ဗာလဲတစ်ချက်ထောက် effect ကိုသွားလိုက်ဒီမှာ impact ကပါရာပီတာဟုတ်တယ်နော်ဒါအပေါ်ကကြတော့ impact ပါလို့သူကဒီကောင်ကို copy ကူးလိုက်တော့ကြောင့်ဒီမှာလဲ impact ပါမှာပဲဟုတ်တယ်လားဒါပေမဲ့သူ့တို့ကဘာလို့ impact ကိုတော့ဖြတ်ရမယ်နော်တစ်ချက်ထောက် ပြီးရင်ဒီမှာဒီအပေါ်ကတိုက်ကိုတစ်ချက်ထောက်ပြီးရင် inbox ကို delete လုပ်တာဘာကြောက်လဲအပေါ်တိုက်မှာ inbox ကမပါရအောင် keyboard delete နေတယ်နော်ဒါကြီးနည်းနည်းရှင်းမယ်နော်လွယ်မလွယ်နဲ့ခတ်တယ်နော်ဒါ95ဘာရှင်းနော်ပြီးရင်သူကဘာလုပ်ရမလဲစာတန်းထိုးဖို့အတွက် effect ကိုသွားပြီးဒီမှာလုပ်မယ်ဘာလုပ်မလဲ crop ကိုရေးချမယ် CROP crop ရေးချပြီးတော့ဒီအပေါ်ဆုံးကိုဆွဲထည့် ဟုတ်တယ်နော်အောက်ကအင်ဘတ်ဘောကရော့အဲအဲ့ဒီမှာတို့ကဘာလုပ်မလဲစာတန်းထိုးမပြီးမဲ့အတွက်ကြောင့်နားထောင်မယ်တချင်နားထောင်လိုက်မယ်မလုံလောက်တဲ့ဟုတ်တယ်ဒီမှာမလုံလောက်တယ်နော်နားထောင်ကြည့်နော်မလုံလောက်ဆိုတော့ဒီနေရာမှာ effect control ပြန်သွားဒီမှာမလုံလောက်ဆိုတဲ့ဒီနေရာလေးရဲ့အနောက်လေးမှာဘာလုပ်မလဲတို့ကကီတတ်မှလာနောက်လေးနည်းနည်းဆုတ်လိုက်တယ်နော်ကီတတ်မှလာ less မှာကီတတ်မှနားထောင်ကြည့်မယ်မလုံလောက်တဲ့မလုံလောက်တဲ့စီကိုဒါကိုရက်ပြီးတော့ဆွဲလိုက် ဟုတ်နော်ဆွဲလိုက်ပြီးွားရင်နားထောင်ကြည့်မယ်ဘဝတစ်ခုကိုဘဝတစ်ခုထိကိုဆွဲလိုက်ဟုတ်ပြီနော်ပြန်နားထောင်ကြည့်မယ်ဒီတချို့တွေ့နေလုံလောက်တယ်မလုံလောက်တဲ့ထိကို तू ဟာကီးမပါလာဘူးအဲ့ဆိုရအောင်ပအောင်ဆွဲမလုံလောက်တဲ့အဲအဲ့လိုပအောင်ဆွဲရမှာနော်နားထောင်မယ်တို့တွေ့နေလုံလောက်တယ်ဘဝတစ်ခုကို ဒီမှာကီးနည်းနည်းမြန်သွားတယ်ပြန်ဖြတ်မယ်ကီးလေးပြန်ဖြတ်ရမယ်မြန်သွားရယ်နော်အဲ့ဒီမှာနားထောင်ကြည့်မယ်နော်မလုံလောက်ထိဒီထိတောင်မှဒီမလုံလောက်ဆိုတာဟာမပေါ်လာသေးဘူးဟုတ်တယ်နော်ဒါဆိုရင်နည်းနည်းလေးနောက်ဆုတ်ပြီးတော့ဒီမှာမလုံလောက်မလုံထိကိုပေးသွားထားလိုက်အေးဟုတ်ရယ်နော်မလုံထိဒီနားမှာနားထောင်ကြည့်မယ်တချို့တွင်နေမလုံလောက်တေဘဝတစ်ခုကိုစာရန်ထိုးမဲ့ ကီရဲ့ life ဆိုတဲ့ဒီဒီထိုကိမ်မိုးရှင်တော့ကိုလို့တို့ကပြင်ပါရမယ်မပြင်လို့မရဘူးเนาะအဲ့ဒါတတိထားဘာကြောင့်လဲဆိုတဲ့အတန်နဲ့ဒီအစာရန်ပြည်တာနဲ့ကွတ်တီဖြစ်နေရမယ်အဲ့တော့ထိုးပုံထိုးနီးသဘောတရားလေးကိုသိသွားရင်တော့ကိုယ့်ကိုအုံနှောင်းနဲ့တရားတွေးပြီးလုပ်ကြည့်နော်ရလိမ့်မယ်ပေါ့နော်ဆရာကကြတော့ဒီလောက်ပဲသင်ပြီးလို့ရမယ်လေနော်โอเคအဲ့ဆိုဒီမှာနောက်တစ်ခုထပ်ပြောချင်တယ်ကာလာပြတူလာရှေ့ကကာလာအဝါရောင်အနောက်ကကြတော့အပြရောင်ဒါဆိုရင်တို့က ယ်နေရာမှာပြင်ရမယ်ဆိုရင်အရင်ဆုံးဒီ tag ကိုတစ်ချက်ထောက်လိုက်ဒုတိယဒီပထမဒုတိယရဲ့ tag ကိုတစ်ချက်ထောက်ကြည့် effect control နှစ်ချက်ထောက်လိုက် tag ကိုနှစ်ချက်ထောက်ဒီအောင်နှစ်ချက်ထောက်မယ်နော်ဒီမှာဒီအောင်နှစ်ချက်ထောက်လိုက်နှစ်ချက်ထောက်ရင် tag ပေါ်လာတယ်ဒီမှာဒီ tag တူတစ်ချက်ထောက်ထောက်ပြီးစစ်ကြည့်လိုက်သူကကြတော့အဖြူဒီမှာ stone မှာမှတ်မပေးတော့အဖြူရောโอเคဒါဆိုတို့ဒီအပေါ်ဆုံးကတို့ဒီတိုက်နေဒါနဲ့အတူတူပဲเนาะဒီတိုက်တဲ့အတူတူပဲเนาะဘာကြောင့် crot ထည့်ထားခြင်း effect ဖြစ်ကြတော့ ဟုတ်တယ်နော်အဲ့တော့သူ့နှစ်ချက်ထောက်ကြည့်လိုက်ကြည့်ပြီးတော့ဒီမှာတော့တစ်ချက်ထောက်ထောက်ပြီးတော့ကြည့်ကြည့်လိုက်မယ် Okay ဒီမှာကြတော့ဗာလဲ face ဖြစ်နေ face ရအပြာမရဘူးအဖြူပဲပြောင်းပေးရမယ်တစ်ချက်ထောက်ဒီကိုတစ်ချက်ထောက်ပေါက်တက်လာတယ်ပြီးဒီမှာတော့ဖြူထောက်ပြီးဒီ stone ကိုအမှတ်ဖြုတ်ထားတယ်ရှေ့ရမှာဖြုတ်လိုက် Okay ဒါဆိုရင်တော့အယောင်တူသွားပါပြီတူမရမယ်နော်စာတန်းတော့တကွအဲ့တော့ကိုက ပေးရမယ်เนาะအဲ့တော့ဒီကောင်နဲ့ဒီကောင်နဲ့အတူတူပဲပုံစံတူရမယ်ဒီကောင်နဲ့ဒီကောင်နဲ့ impact ထည့်တာချင်းတူရမယ်ဒါ cross ထည့်တာခင်နာတော့ကြည့်မယ် Friendly at the children နဲ့လုံလောက်တဲ့ဘဝတစ်ခုကိုရပြီเนาะရမယ်เนาะဟုတ်ပြီเนาะရမယ်เนาะโอเคအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်တကြောင်ထပ်ပေါ်မယ်ဒီအောက်မှာထိုးရမှာเนาะဒီဆောင်ဖို့ကြိုးစားရင် တိဆောက်ဖို့ကြိုးစားရင်ဟုတ်ပြီနော်အဲ့တော့အဲ့ဆိုရင်ဒီမှာဒီဟာကိုဒီဒီဒီဟာပဲ copy ကူးလို့ရတယ်အောက်ကဟာကိုပဲတစ်ချက်တော့ပြီးမှလုပ်မယ် order လေးကိုဖိပြီးတော့ဒီဘက်ကိုဆွဲလိုက်အဲနော်မဒါလေးတစ်ဘက်ဆွဲထားမယ်ပြီးွားရင်ပြီးဒီဘက်ကိုဆွဲထုတ်တာဒီကဟုတ်ပြီနော်ဒီဟာနော်ဒါလေးကပါလေစပြန်ပြောင်းမယ်နော်သူကပါလေတိဆောက်ဖို့ကြိုးစားရင်ဒါကြအပေါ်တိုက်နော် တိဆောက်တိဆောက်ဖို့ကြိုးစားရင်တိဆောက်ဖို့ကြိုးစားရင်နည်းနည်းခတ်တယ်သိတာ2025ပါရှင်းရလေတိဆောက်ဖို့ကြိုးစားရင်နောက်ကြည့်မယ်တိဆောက်ဖို့ကြိုးစားရင်ဟုတ်ပြီနော်အဲ့တော့တိဆောက်ဖို့အဲ့တော့ခုနကတို့လုံးလီလောက်တိုင်းမယ် order လေးဖြီးအပေါ်ဆွဲတင်လာလိုက်မယ်ပြီးရင်ဘာလုပ်မလဲသူ့တစ်ချက်ထောက် effect control ကိုသွား inbound ပါတယ် inbound ကိုတစ်ချက်ထောက် delete လုပ်ထား ပြီးွားရင်တို့ဘာလို့မဲ့ crop ဆွဲထည့်တာလဲအဲ့ဒါအောင်ဒါဒါအရှိရလောက်တိုင်းဒီကောင်နှစ်ခုပဲသက်ဆိုင်နေเนาะကျန်တဲ့ဘာမှမဆိုင်ဘူးเนาะနားထောင်ကြည့်မယ်ဒီစာဟမ်အဲ့ဒါဒီမှာဒီစာဒီစာဟိုအဲ့နေရာမှာတို့ကဘာလုပ်မလဲ effect control သွားမယ် crop lab မှာ key ကသတ်မှတ်ထားလိုက်ပြီးဘာလဲဒီစာအဲဆိုရင်သူ့ရဲ့အနောက်လေးကို data နောက်တစ်တနည်းနော်ပုံစံမတူပြန်ဘူးနော်ပထမကျတော့အဲ့ဆက်လုံးရဲ့အတန်ရဲ့အနောက်မှာကြီးရင်သတ်မှတ်တယ်ခုကကျတော့တီဆောက်ကိုအရင်သတ်မှတ်လိုက်တယ်ဘယ်ဟာပိုကောင်းလဲနားထောင်ကြည့်ကြည့်အဲ့တော့တီဆောက်ဆိုတဲ့ဟာလေးကိုကြီးသတ်မှတ်ပြီးွားရင်အဲ့ဒီအနောက်လေးကိုနည်းနည်းလေးဒီမှာတော့ကြီးဒီနောက်လေးနည်းနည်းလေးဆွဲပြီးတော့0သတ်မှတ်လိုက် okay အဲ့နားထောင်ကြည့်လိုက်ဒီစားဖို့ကြိုးစားရင်ဒီစားဖို့ကြိုးစားရင်ဆွဲလိုက်ပေါ့ နားလဲမယ်နော်နားလဲမယ်နော်အဲ့ဒါခုနကပါလဲဆိုတီဆောက်ဆိုတဲ့ဟာလေးကိုအရင်ကလာပြီးပြီးလိုက်တယ်ပြီးပြီးတော့မှအဲ့ဒီအနောက်လေးကိုသွားပြီးတော့ရှေ့ဟောက်ဇီလိုဘာကြောင့်လဲစလုံးကအတံမလာတည်းအတွက်ကြောင့်သူကအရင်ဝင်လို့မရတဲ့အတွက်ကြောင့်နောက်ဆုတ်ပြီးတော့ကီးမှာဇီလိုဒီမှာနောက်တစ်ပါးတေချာရှင်းအောင်ပြပေးရနော်အဲဒီကောင်လေးကကြတော့ဒီအတီဆောက်တဲ့နေရာဒီတီဆောက်ဆိုတဲ့နေရာကိုအရင်ဆုံးကီးသတ်မှတ်ပြီးတော့တီဆောက်ကိုဒါလေးဆွဲလိုက်ပြီးတော့မှသူ့အနောက်လေးကိုသွားပြီးတော့ဇီလိုသတ်မှတ်ဒီကောင်ကပို့လွယ်ရှေ့ရ ရှိရလောက်ခဲ့တဲ့နှစ်ခုနဲ့ဆိုင်ဒီနီလေးကပိုကောင်းတယ်။နားလိုက်မယ်နော်။ထက်ခါထက်ခါကြည့်နော်။မျက်စိကြောင်ကုန်မယ်နော်။နော်။ကဲနားထောင်ကြည့်မယ်။ဒီသောမတို့လာရင်ငါအချင်းတွေတဖြည်းဖြည်းပဲကြည်လာငါအချင်းတွေတဖြည်းဖြည်းโอเคအဲ့ဆိုဒီကောင်တစ်ချက်ထောက်မယ်ဒီအသားကြတော့ပါလေဒူးရကောင်ဒူးရကောင်နော်ဟုတ်ရနော်အဲ့သူတစ်ချက်ထောက်မယ်ကီရအော်ဒါလေးဖိပြီးဒီဘက်ဆွဲထားလိုက်ပြီးရင်ဒီနေရာမှာလွတ်တဲ့နေရာမှာနော်ဒီဘက်တစ်ချက်ထောက်ပြီးတော့ဆက်လုံးပြောင်းမယ် ငါအချိန်တွေငါအချိန်တွေတဖြည်းဖြည်းပဲကြွေလာဟုတ်ပြီနော်နားထောင်မလို့ငါအချိန်တွေတဖြည်းဖြည်းတဖြည်းဖြည်းပဲကြွေလာအဲဟုတ်ပြီနော်အဲဆိုရင်ခုနတိုင်းမဲ့ order လေးဖိပြီးတော့ပွားထားလိုက်မယ်ပြီးသူ့တစ်ချက်ထောက် top view ပိုင်း inbox ကို delete လုပ်ဒါကြတော့လောက်ရမယ်နော် ပြီးတော့မှပါလဲအဖောက်သွားပြီး crow ကိုဒီတဲ့ကိုဆွဲထည့်လိုက်ဟုတ်ပြီနော်ပြီးရင်ကာလာပြောင်းအောင်မယ်အဲ့တော့သူ့နှစ်ချက်ထောက်မယ်ကာလာကဘာဒီမှာတက်ကိုထောက်မယ်ပြီးွားရင်ဘာလုပ်မယ်ဒီနေရာမှာတို့ကဘာလဲအဖြူရောင်ရွေးထားပေးရမယ်ရှေ့ရဟာလည်းတူဖို့အတွက်နော်ပင်စတုန်းကိုမှတ်ချက်ဖြုတ်ထားလိုက် okay ပြီးရင်နားထောင်ကြည့်မယ်ဒီကောင်နှစ်ခုမဲ့လောက်အောင်မနော်ငါချင်းလေးငါအချင်းလေးငါချင်းဒီမှာကြည့်ငါဆိုတဲ့နေဒီမှာနော် ဒီမှာတီဆောက်ဖို့ဆိုတာအောက်ကဟာအဲ့တော့ဒီနေရာမှာဒီဘုံကြီးကဒီမလုံလောက်တဲ့ဟာကြီးကပြီးွားပြီပေါ်တယ်အဲ့သူ့ဒီဘက်ဆွဲထုတ်လိုက်မသက်ဆိုင်တော့ဘူးပြီးငါအချင်းကြီးကိုအရင်ထိုးထည့်လိုက်အဲဒါလေးကနည်းနည်းလောက်ရတယ်နော်တီဆောက်ဖို့တူလားဒီမှာဒီအောက်ကမလုံလောက်တဲ့ဟာပြီးွားပြီနောက်တစ်ခုဘဝတစ်ခုကိုတီဆောက်ဖို့တူလားပြီးွားတာလည်းပျောက်သွားလိုက်တခါတော့အဲဒါသာရက်ဆကျွန်တော်ချိန်ဆက်ခါတယ်ဗောနော် သောရင်ငါအချိန်ငါအချိန်ဟာတစ်ချက်ထောက်မယ်ငါအချိန်ငါအချိန်ကိုအဖတ်သွားပြီးငါအချိန်တီးကိုကီးပီးပီးထားလိုက်ငါအချိန်ပြီးရင်ကီးတက်မှလိုက်ရပြီနော်အဲ့တော့အဲ့ကီးလေးအနောက်လေးကိုသွားပြီးတော့0တန်ပေးလိုက်အဲ့ဒါဒါဒါဒီနီးလေးကောင်းတယ်နော်ဒီအန်လေးပဲလုပ်နော်ငါချီလေးတပြေးပြေးပေးချီလာ right ဟိုပြပြလိုက်တော့ဗော okay ရမယ်နော်ရမယ်နော်ရမယ်နော်ဒီဆောင်မတူလာရင်ငါချင်းတွေတဖြည်းဖြည်းပဲတွေ့လား okay လာဆိုရင်ပြီးသွားပြီအဲ့တော့အဲ့တော့ဒီမှာနောက်တစ်ခုဒီမှာကြည့်ဒီမှာမနော်ဒီမှာခုနော်ဆောင်မတူလာရင်ငါချင်းတွေငါအချိန်တွေငါချင်းတွေဆိုဒီကြီးရောက်ဒီအပေါ်ကစာတန်းကကြောင်ပြောင်းနေအောက်ကမပြောက်သေးဒါတော့ဆွဲကလိုက်ဒီကောင်ဆွဲကလိုက်နောက်ထပ် တကြောင်ထပ်ပြီးတော့ထိုးမယ်အဲ့တော့ဒီဘက်ကဟာအပေါ်ကဟာပေါ့နော်ဒီအောက်ကဟာကို order လေးဖြည့်ပြီးတော့ဒီဘက်လေးကိုဆွဲလိုက်မယ်ပြီးွားရင်ဒီနေရာမှာတစ်ချက်ထောက်ပြီးတော့ဘာလုပ်မလဲစာပြောင်းမယ်ပေါ့နော်နောက်ပြီးဒီဘာစာလေးကြည့်ရမယ်ဒီတပ်စီဒီပေးချီလာ ဲ့ဆိုရင်တော့ရမယ်နော်ဒီလိုနေနဲ့ပဲကာလာအိုဒါဆရာကူထိုးပြကျွန်တော်ထိုးပြပေးတာ၃ချောင်းပေါ့နော်အဲဒီ၃ချောင်းလေးကိုကိုကနေပြီးတော့ထိုးကြည့်ပေါ့နော်လေးကျင့်ကြည့်ထိုးကြည့်ဒါဆိုလို့ရှိရင်တော့ရလိမ့်မယ်ပေါ့နော်ဒါ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 သဘောတရားလေးတွေကိုနားလဲအောင်ရှင်ဘူဂျိုရကော့ရဲ့ကြာဝိုင်းအဆင်မပြေဘူးပေါ့နော်နားထောင်ကြည့်ကြည့်နော်ဒီ၃နဲ့ထိုးတဲ့ညီ၃ညီတွေကိုလေးညီပေါ့နော်အဲကြောင့်လေးချောင်းထိုးပြလိုက်တယ်အဲဒီစာကြောင်းလေးချောင်းရဲ့ဘယ်လိုထိုးလဲဆိုတာလေးကိုကို လေးကျင့်လေးကျင့်နဲ့ရရမှာဒါ2025ဘာချင်းနင်းနေခက်အရင်ဘာချင်းနေရလွယ်တယ်။ Okay အဲနောက်တစ်ခုတွေထပ်ပြအောင်မယ်။အရှိမသချင်းတွေရလာတဲ့ခါမရှိမှာတုံးလေးတွေတီးတီးဒါမှမဟုတ်1 2 3ပေါ်လဲရတယ်။ဒါမှမဟုတ်တုံးလေးတွေသွားလဲအဲအဲ့ဒီညီလေးကိုကြတော့တို့ဘယ်လိုလုပ်မလဲ။အဲ့ဒီသဘောတရားလေးပေါ့နော်။အဲ့ဒီမှာတုံးတုံးလေးတွေတို့ပုံမှန်ဆိုရင်တော့ပုံမှန်ပုံမှန်ဆိုရင်တော့အဲ့အရှိလေးမှာလေတုံးလေးတွေဟို အဲ့လိုသွားလာရှိဒါမှမဟုတ်1 2 3ပြပေါ်လာရရဲ့အဲ့အဲ့ဒီအဲ့ဒါလုံးပြပေးမယ်နော်အဲ့တော့တို့ဘာလုပ်မလဲတက်ကိုပြန်ယူရမှာပဲဒီမှာတက်ကိုသွားမယ်တက်ကိုသွားပြီးတော့အတုံးမဲသွားမယ်ကောနော်ဒီဒီဒီစလုံးရဲ့အပေါ်မှာအတုံးဒီပေါ်လေးမှာဒီပေါ်လေးမှာနော် အတုံးသွားမယ်အဲ့တော့ဒီမှာတစ်ချက်ထောက်မယ်ပြီးရင်အတုံးလေးအဆက်လေးပေါ့နော်1 2 3 4 5 5ဆက်သူ့ပြီးကြည့်လိုက် အဲ50ဟုတ်ပြီနော်ဟို50နော်နည်းနည်းလီယာကဘာမြာဝါတဲ့ခါကြတော့လေလဲဆွေးကျင်တဲ့ဘာလေးတွေဆွေးကျင်ပြီးလိုက်မြင်တာပေါ့လို့မလူအပ်တော့ကြံနေရတယ်နော်အလုံးရလိုက်မယ် Okay အဲ့ဒီမှာဆိုရင်မှအဆက်လေးတာတုံးလေးနော်အဲ့ဒါကိုသူကတို့ကဘာလို့မလဲ effect ထည့်မယ်အဲ့တော့အောက်ကဟာဘာလဲခုနတိုင်းပဲ impact in ba ayin bu ya di in ba အတူလေယာပွားလိုက် order လေးဖြီလေယာပွားမယ်အဲဒီကြီးဆွဲထိတ်စုံကြီးဆွဲတာပြီးဝင်ဘာလုပ်မလဲ order လေးအောက်ကဟာဟိုကဘာလုပ်မလဲ invert ထည့်မယ်ဒါရှေ့မှာတုံးလေးပြီးဝင်တချင်းဆိုဖို့လေအဲ invert လေးဆွဲထည့်လိုက်မယ်အပေါ်ဟာဟိုကဘာလုပ်မလဲ crop crop ထည့်မယ်အဲ crop crop ပြီးအပေါ်ဟာဆွဲထည့်လိုက်အဲပြီးတော့မှတို့ကဘာလုပ်မလဲအဲ crop ကိုတို့ကဘာလုပ်မလဲ အပေါ်ကဟာ crow တစ်ချက်ထောက်ပြီးတော့ဒို့ပါလားဟိုကလုံးမယ်ပေါ့နော်ပဲထိလေးကြည့်လိုက်ကိုရန်တီးတဲ့ဒီဟုတ်ပြီနော်အဲ့တော့ဒါလေးတွေကိုဒီဘက်နည်းနည်းဆွဲထားလိုက်တော့ဒီစလုံးလေးနည်းပေးပေါ်တာအများကြီးပေါ်တာလာဒါမှတို့က invert တီးလုံးတီးတီးနီးသွားလို့ရမှာလीနော်လေးခုလုံးဒီဘက်ဆွဲဆွဲပြီးဒီကောင်မှာဆွဲတက်လာလိုက်โอเคအဲ့ဆိုရင်နားထောင်ကြည့်မယ် ကိုယ်တိုင်သိတဲ့ဒီနားလေးပါဒီနားလေးမှာအပြည့်ပြေးရမယ်ပေါ့နော်လက်ကိုဒီနားနဲ့ပြေးရမယ်ဒီဒီပြေးထားလိုက်တော့ကီးဝင်လာတယ်အဲပြေးအဆိုဒီရှေ့ဒီမှာဘာလို့မလဲကီးလေးလျှော့ထားလိုက်အဲနားတော့ကြည့်မယ်ကြည့်ကြည့်မယ်အဲအဲ့လိုမျိုးလေးနော်ဒီလိုမျိုးလေးနော်အဲ့လိုမျိုးရှိလိမ့်မယ်ဒါကစမ်းကြည့်ပေါ့နော်ဆရာသဘောတရားလေးပြပြပေးတာပါကိုနားလေးအောင်ပြန်ကြည့်ကြည့်နော်ကြည့်ကြည့်မယ်ကြည့်မယ်နော်မနော် န်းကြည့်မယ် Okay အဆိုရင်ဒါကကြတော့ကာလောဂီစာတန်းထိုးတဲ့နီးလေးကိုကနားမလဲဆိုရင်ထက်ခါလဲကြည့် Okay ပါအဲ့တော့ကျွန်တော်ရဲ့ video i war video any channel ကနေပြီးတော့ကြိုဆိုပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာလေးလေ့လာဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါ subscribe နေထားခဲ့ပါနောက်ထပ်နောက်ထပ်သင်ခန်းစာတွေတဲ့ရောက်ရှိမှာဖြစ်တယ်အားလုံးပဲ bye